်ရဲမဒရီရဲ့နံပါတ်၁အဖြစ်စီယော်နာဒို၁၈၀ပဲလို့ဖွင့်ရလိုက်တဲ့အမ်ဘာပေအမ်ဘာပေကစီယော်နာဒိုဆိုတာရီယယ်မဒရီကလပ်အတန်းရဲ့နံပါတ်၁အဖြစ်ရှိနေသေးပါလို့ထုတ်ဖော်ပြောဆိုလိုက်ပြီးကလပ်အတင်းတမိုင်းတစ်လျှောက် Twin Go အများဆုံးကစားသမားကိုစာနမူနာပြပေါက်ကိုအဖြစ်သတ်မှတ်ကာအန်နာစာဂျေပွင့်စီမှာအကြံဉာဏ်ဒီတောင်းခံထားတယ်လို့ဖွင့်ရဝန်ခံခဲ့ပါတယ်အမ်ဘာပေရဲ့ကလေးဘဝစံပြအကျော်အမော်တယောက်ဖြစ်တဲ့စီယော်နာဒိုက၂၀၀၉ခုနှစ်မှ၂၀၂၈ခုနှစ်အထိ ရီယယ်မက်ဒရစ်မှာဘောလုံးရသည့်၉ကြဖြတ်တန်းပြပြီးတွင်ကိုလဲလောင်၅၀နဲ့အတူချန်ပီယံလိဂ်ဘောင်မင်းစူပလာ၁၆လုံးစုခူးနိုင်ခဲ့ပါတယ်။အခုချိန်မှာတော့အမ်ဘာဘဲကဆီရိုနာရိုရဲ့ခြေရာအတိုက်ရှောက်လန်းနိုင်ဖို့မျှော်လင့်နေပြီး၂၀24 2025ဘောလုံးရသည်ဘာနေပြူပွဲဦးထက်ရသည်မှာ44ခုတွင်ယူခဲ့သလိုအခုဘောလုံးရသည်မှာလည်း24ခုအထိတွင်ယူထားနိုင်ပါတယ်။တနင်္ဂနွေနေ့မူဗီစတာနဲ့ရုပ်သံအင်တာဗျူးတစ်ခုမှာအမ်ဘာဘဲကဆီရိုနာရိုဆိုတာကျွန်တော်အတွက်စံပြပုဂ္ဂိုလ်တစ်ယောက်သည်အမေရိကန်ဒီရှိခဲ့ပြီးပါပြီ။ သူနဲ့အတူစကားပြောခွင့်ရရှိလို့ကျွန်တော်ကံကောင်းခဲ့ပြီးအကြံဉာဏ်လိုရရှိသလိုအခွင့်အရေးတွေလည်းရရှိပါတယ်ကျွန်တော်မြန်မာမက်ဒရစ်မှာသူကနံပါတ်၁ထင်နေစေလို့ထင်ပါတယ်အများကြီးလို့ပြခဲ့တဲ့သူကရီယယ်မက်ဒရစ်ကစားသမားတိုင်းရဲ့ရည်ညွှန်းချက်ဖြစ်ပါတယ်ပရိသတ်တွေစီမှာလည်းဆီယိုနာဒိုနဲ့ပတ်သက်တဲ့အိမ်မက်တွေရှိနေစေပါပဲဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုသာရှောက်လမ်းကျင်ပါတယ်လို့ပြောပါတယ်အမ်ဘာဘေကတောက်ကြနေအာဇာဘိုင်ဂျန်ကို၃-၉ခွဲမြေပရိသတ်တွေနိုင်ရရှိတဲ့ကဘာဖလားချေစစ်ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ခြေချင်းဝက်နိုင်လာနဲ့အတူပွဲချိန်နောက်ပိုင်းမှာလူစားလက်ထွက်ခွာခဲ့ရပါတယ်။လက်ရှိမှာတော့ပရိသတ်က2026ကမ္ဘာ့လားချန်ပီယံဆုကိုစုခူးနိုင်ဖို့ရေပန်းရေပန်းစားတင်းတွေနဲ့ပါဝင်နေပေမဲ့အမဘေးကတော့စပိန်ကိုသာအဓိကရေပန်းစားသူဖြစ်ရရှုမြင်ထားပါတယ်။၂၀18ကမ္ဘာ့လားချန်ပီယံနဲ့2020ကမ္ဘာ့လားဘောလုံးပွဲစဉ်တည်းတက်ရောက်နိုင်ခဲ့တဲ့အမ်ဘာဘေးကကျွန်တော်ကအခုချိန်မှာစပိန်ကသာယူရိုပရဲ့အကောင်းဆုံးအသင်းဖြစ်ပါတယ်။ဒါမှမဟုတ်ကမ္ဘာ့လားဆိုတာမဒူမဒူညီတဲ့ဇလန်စကွတ်မျိုးပါလို့ပြောပါတယ်။ မဒရစ်မှာတော့အမ်ဘာပေနဲ့အသင်းပေါ်ဗီနီစီယားတို့ရဲ့ဆက်ဆံရေးကစိတ်ဆစ်သုံးသပ်မှုတွေအောက်ရောက်ရှိနေပြီးဘယ်ချေအားတန်တိုက်စစ်မှုဟူနှစ်ဦးကိုဒီပိုင်းနဲ့ပေါ်ထွက်ခွင့်ပြီးနိုင်မလားဆိုတဲ့မေခွန်းထုတ်လွှင့်မှုတွေလည်းရှိလာစေပါတယ်။ဗီနီစီယားအချောင်းမင်းမြတ်လာမှုကိုအမ်ဘာပေက အသင်းသင်းသင်းပါနာမည်ကြီးကစားသမားနှစ်ဦးရှိနေမယ်ဆိုရင်သတင်းစာတွေရောင်းစားကောင်းပါတယ်။ဒါပေမဲ့တကယ်မှန်တရားကတော့ကျွန်တော်နဲ့ဗီနီစီယားဂျာမကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိထားတာပါ။ကျွန်တော်တို့အချင်းချင်းလဲပို့ပို့တော့တိကျွတ်လာတော့ဒီနှစ်ဆိုရင်ဆက်ဆံရေးပို့ကောင်းလာပါတယ်လို့တုံ့ပြန်ဖြေကြားခဲ့ပါတယ်